မင်္ဂလာညချမ်းပါဒီနေ့မှာတော့ပြူစောတိတက်ထွေကလင်မယားနှစ်ယောက်ပါမယားကိုမရင်းကျင့်ယောက်ျားကိုရိုက်နှက်တဲ့အခြေအနေတွေဖြစ်ပေါ်နေတယ်လို့တစ်ဖက်မှာပကပါရီကပြည်သူကိုရိုက်တက်နေတဲ့ဖြစ်တယ်ဖြစ်နေပါတယ်တချို့ပြည်သူတွေပြောသလိုမျိုးနှစ်ဖက်လုံးကိုကြောက်နေရပြီလားဆိုရက်ကိစ္စ စဉ်းစားဖို့လိုလာပါတဖက်မှာလည်းအရကတတော်အင်းနဲ့ပူပေါင်းတက်တရမကွေးတိုင်းကိုဆင့်မျက်နှာဖွင့်နေသူနတ်ရေကန်ဘူဟာဂုံးကဖက်စစ်ရှိခွေအကြမ်းဖက်တပ်ဖွဲ့ဝင်နေတပွဲပွဲနဲ့အလင်းဝင်နေတယ်မတည်ခြင်းနတ်ရေကန်ဂုံးဘူဟာဂုံးတဝိုက်ကအကြမ်းဖက်ဖက်စစ်တပ်တပ်ဖွဲ့ဝင်မှန်တယ်များ အလင်းဝင်မှုအာရခတ်တတ်တော်အေးကအသိပေးတာပါတယ်ခံပြည့်ရင်အရှင်းထားဘူးဒီကနေ့တော့ဒီအကြောင်းအရာတွေနေမှုဒီဆက်ပေးချင်ပါတယ်အဲ့ဒီမှာမှကျွန်တော်တို့တပတ်ကဘယူစောတိနဲ့စစ်ခွေးတက်တွေရက်ဆက်မှုတပတ်မှာပကဖရရဲ့ဖယိုဖရဲ့ဥပဒေမဲ့ဗျံပရာဂိုင်တွေဆောင်ရွက်မှုဒီနှစ်ချက်တော့ပြည်သူတွေစိတ်ညစ် စိတ်ညစ်တယ်တချို့တော်လန်ยีကလေးကောကများချောက်တော်လန်ยีကိုတချို့ပြည်သူတွေစိတ်ပြက်လာတယ်အရှိတရားကိုညှင်းဆန်လို့မရဘူးမားနေရင်ပြင်ရမယ်မားနေတာကိုတိတိဤနဲ့ဆက်ပြီးစနစ်တကျဆက်မှားကြမယ်ဆိုရင်မိုးဆုံဆုံချက်သွားလိမ့်မယ်ဒီအကြောင်းအရာတွေကိုကျွန်တော်ဒုတိယပိုင်းမှာသုံးသပ်ချက်အနေနဲ့ပြောမယ်အခုတော့သတင်းတွေစလိုက်ရပါဘူးနိုင်ငံဖြူဟာဂုတ် ဒီကနေ့အော်တိုဘလာ18ရက်နေ့မှာဖတ်စစ်တဲ့နေ့ရီကန်ဗျူဟာကုန်းလေးချောင်းကာဝေးစခန်းအနေငယ်သောလက်ချံနေရာတွေကိုအရခတ်တတော်အေးနဲ့တပ်ပေါင်းစုဟာရက်ဆက်ထိုးစစ်စင်တိုက်ခိုက်နေပြီးတိမ့်ပိုက်တော့မယ်တိမ့်ပိုက်နေတလောက်တိမ့်ပိုက်ပြီးတလောက်ရှိပြီအဲ့ဒီမှာဂစင်ကလျာဖယိုဖေးရဲနဲ့ခွေးပြေးပြေးနေရတဲ့အကြမ်းဖက်ဖက်စစ်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေဂစင်ကလျာဖြစ်နေ ဲ့တော့ဟစစ်တဟာဒီပြွာကိုမကြရည်အတွက်လေချောင်းပစ်ကူစစ်ကူကြီးအဆက်မပြတ်ပေးနေတဲ့ဂျာရီယာအာဂတ်စစ်တီတော်များအကောင်းဆုံးတုံ့ပြန်ခံစင်များနဲ့အကောင်းဆုံးထိုးစစ်ဆင်မှုတွေနဲ့တိုက်ခိုက်နေတယ်လို့အာဂတ်တပ်တော်ကတရားဝင်ကြေညာပြီးသားဖြစ်ပါတယ်ဒီကနေ့အော်တိုဘာ28ရက်နေ့မှာဖက်စစ်တဲ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ အလံပြူတောင်အလက်နက်ချအလင်းဝင်ရောက်မှုတွေအမြောက်များရှိလာတယ်လို့တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။တိုက်ပွဲဝင်လက်ရဖမ်းဆီးခဲ့တဲ့စစ်တုံးမှန်းတွေဟူအာရခတ်တပ်တော်အနေနဲ့စစ်တုံးမှန်းဥပဒေများနဲ့အညီကောင်းမွန်စွာပြုစုဆောက်ရှောက်ထားတယ်။ဒါကြောင့်မို့စစ်ကော်မရှင်လောက်မှအမှုထမ်းနေတဲ့နိုင်ငံတော်ဝန်လုံးကပြည်သူစစ်တွေကိုဖက်စစ်အကြမ်းဖက်တပ်ရဲ့စစ်တီတော်တွေစစ်သားတွေကို စစ်သားစုဆောင်ခြင်းခံရတဲ့သူတွေကောကအော်ကတ်တက်တော်နဲ့မဟာမိတ်တက်တွေနဲ့အနီးဆုံးနေရာများကိုဆက်သွယ်ပြီးအချိန်မရွေးလက်နက်ချအလင်းဝင် ရောက်ပါလို့အော်ကတ်တက်တော်ကြီးကအတိပေးသလိုရာသတန်ထုတ်ပြန်လိုက်ပါတယ်ထို့အတူမှာဒီကနေ့အုတ်ချုပ်ရေးမှုတွေကံမကောင်းပါဘူးအုတ်ချုပ်ရေးမှုတွေကံမကောင်းတဲ့သတင်းတွေကိုဒီကနေ့တရဆက်ပြောပြဖို့ရှိနေပါ မပြောခင်မှာမင်းလာမှာစစ်ကြောင်းဖျက်တိုက်တဲ့တရင်လေးကျွန်တော်ပြောပြချင်ပါတယ်။ငွေတိုင်းမင်းလာမှာအင်အား60ပါတဲ့စစ်ကြောင်းကိုမနေ့ကအော်တိုဘာ16ရက်နေ့မှာညနေ3နာရီမှာမလွန်ကပ္ပဆာနှစ်ထဲကနေတက်အပြောင်းလေးလှုပ်တဲ့တက်ဒီတက်ဟာလက်ပံတကားကြီးွာတရက်အုပ်လန်ခွဲစာတင်ချောင်းအနီးမှာတုတ်တက်ခွဲမှုဝတန်ဥဆောင်တဲ့တော်လိုင်းကြီးတက်ဖွဲ့ကကြားဖြတ်တိုက်ခိုက် ညနေ4:05မိနစ်တီပြင်းထန်တဲ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ဖက်စစ်တပ်ဖွဲ့မှ12ဦးသေတယ်။ထိခိုက်ဒဏ်ရာရရှိလို့အများအပြားနဲ့စစ်ကား2စီးပျက်စီးသွားတယ်။ဒီတိုက်ပွဲမှာကောင်းဆောင်တိုက်ပွဲဝင်ခဲ့တဲ့တော်လိုင်းတပ်ဖွဲ့မှတက်ခွဲမှုတစ်ယောက်ဖြစ်တဲ့ဝတ်တန်ဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရရှိခဲ့တဲ့အတွက်မပြေးနိုင်တော့ အဲကြောင့်မို့တရိုင်းရဲဘော်တွေကိုစုပ်ပါငါဖက်စစ်တက်လက်ထဲမှာတော့အဖမ်းမကန်နိုင်ဘူးလက်လုံမိုင်းလက်ပစ်မိုင်းနဲ့မိမိကိုယ်ကိုမိမိအဆုံးစီရင်ပလိုက်ပါလေလက်ပစ်မိုင်းစနက်တန်ကိုဆွဲဖြုတ်ကိုကိုကိုအသေးခံသွားတယ်သူ့မှာပါတဲ့တနက်ကိုရှော့မင်းတို့နောက်ဆုတ်တော့ပိုက်အောင်မှာမိုင်း ချပြီးအာဇန်ဒီသူရဲကောင်းတဦးကဲ့သို့မြင့်မြတ်စွာအသက်ပေးလူခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ရဲဘော်ဝတ်တန်ကိုဒီနေရာကနေလေစားစွာဂုဏ်ပြုပါတယ်။ဖစစ်တက်ရဲ့ဖစစ်တက်ကိုကြားဖြတ်တိုက်ခိုက်ရင်လူကိုခြေမုံမိမိလောက်ငယ်သားတွေကိုအထိကိုက်မခံပြန်လေစုတ်ခွာခိုင်းမိမိရရှိတဲ့ဒဏ်ရာနဲ့ဖစစ်တက်လက်မှာတော့အဖမ်းမခံနိုင်ပဲအာဇန်ဒီပီပီ မိမိကိုမိမိအဆုံးစီခဲ့ပါတယ်ဒီအခြေအနေဟာခင်ဗျားတို့တချို့သောကလီကဝတွေကြောင့်တော်လည်ကြီးစိတ်ပြတ်နေတာတွေကိုပြန်လေပြေပြောက်စေမယ်လို့ယုံကြည်ပါတယ်အဲ့ဒီတော်လည်ကြီးကလီကဝအုပ်စုတစုလုံးဟာအွန်လိုင်းပေါ်မှာပဲနိုင်ငံကနဲ့အမေရိကကနေအာချောင်ယုံကလွဲပြီးမြေပြင်အတွက်ဗာအထောက်ကူမှမပေးဘဲတော်လည်ကြီးကိုဖျက်ဆီးနေတယ်လို့ပြည်သူလူထုတော်တော်များများကတော့ သတ်မှတ်ထားနေကြပါပြီဒါပေမဲ့ခုနတိုက်ရင်းမှုတခွဲမှုရဲဘော်ဝတ်တန်လူအာဇန်ကြီးစိတ်အပြည့်ရှိတဲ့တော်လိုင်းရဲဘော်တွေလေငါတို့တော်လိုင်းကြီးမှာရှိနေပါသေးတယ်ဆိုတော့ကျွန်တော်တတ်သိလာပြတာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်စစ်စစ်မပြတ်တော်လန်နေတဲ့အခင်းအချင်းတစ်ခုထပ်ပြောပြခြင်းပါတယ်ရန်ကုန် လေကူးမှာလေကူးမှာဒီကနေ့အုတ်ချုပ်ရှင်မှုယောအော်တဘာ16ရက်နေ့ညနေ6:50မိနစ်မှာတရွေဘူးကြီးွာထွေအုတ်ရှုံးကိုမိုင်းတလုံးလက်ပစ်ပုံနှလုံးနဲ့လက်ဆောင်ပေးပါတယ်မြို့နေအုတ်ချုပ်မှုယောမှာအရက်တော့ဖို့ပြင်ဆင်နေတဲ့အုတ်ချုပ်မှုတကောင်နဲ့ပြူစောတီတကောင်ချက်ချင်းပေးပါတယ်နော် ဒါနဲ့ပတ်သက်ပြီးဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးရန်ကုန်အာမီ YA နဲ့အနောက်ပိုင်းခရင်ပါကဖာတို့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့မျိုးပြပျောက်ကြားတပ်တွေကထုတ်ပြန်တာပါအုတ်ချုပ်ရင်းမှုတွေတရဇက်တရဇက်သိဆုံးနေတယ်လို့ပြစ်ဒဏ်ခတ်ခံနေရတယ်လို့မိုက်တွင်းနဲ့တည်တဲ့အုတ်ချုပ်ရင်းမှုတွေလည်းရှိပါတယ်ရှိပါတယ် ဲ့တော့အဲ့ဒီမိုက်တွင်းနဲ့နေတဲ့အုပ်ချုပ်ရေးမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြင်းထန်တဲ့ပြစ်ဒဏ်ခံမှုဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာကိုကျွန်တော်တင်ပြချင်ပါတယ်မြားဝတီအမှန်ငါးရက်ကအုပ်ချုပ်ရေးမှုမဘာသာအစွန်းရောက်မရင်းကဓမ္မစကူဖွင့်လက်ထားတယ် ဓမ္မစကူကျောင်းမှာလာတက်တဲ့မင်းကလေးငယ်အပါကိုကျောင်းသူစေဦးထက်မနေမရင်ကျင်နာမည်ကဆိုင်မျိုးညွန့်ဓမ္မစကူကျောင်းနာမည်ကရဲရင်ရင်ကြီး2018ပညာသင်နှစ်မှာအသက်73နှစ်အရွယ်ရှစ်တန်းကျောင်းသူတယောက်ကိုအခန်းထဲဝင်မရင်ကျင်ခဲ့တယ်ကိုဝင်တားစိတ်တွေတိုက် တရားဝင်ယူမယ်ဆိုပြီးစာချုပ်မှာလက်မှတ်ထိုးခိုင်းတယ်။ကျောင်းကအဆောင်မှာနေရတဲ့ကလေးလေးရှစ်တန်းနှစ်ဝက်လောက်ရောက်တော့စာမွေးပြီးချိန်မှာသူစော်ကားခံခဲ့ရတယ်။ဘသူမှလည်းမပြောရသေးဘူး။အခုအသက်27နှစ်ကျောင်းနေပြီဖြစ်ပါတယ်။နောက်တဲ့အမျိုးသမီးပြောင်းမြောင်များစွာကိုမရင်းချင်းတယ်။၁၀ရောက်ထပ်မနေ။ဒီဆိုင်မျိုးညွန့်ဆိုတဲ့ကောင်ဟာ မြဝတီမှာလက်နက်ကင်အဖွဲ့ဒီနဲ့ပူပေါင်းနေတဲ့ကောင်ရက်ွက်အုတ်ချုပ်ရည်မှုလည်းဖြစ်နေတော့အဲ့ဒီမြဝတီမှာလက်နက်တရန်ရန်ကားတဝီဝီနဲ့သွားနေတဲ့လက်နက်ကင်တပ်ဖွဲ့တွေဖြစ်တဲ့ BGF PC DGB ဆိုတဲ့ဘယ်ကောင်မှအေးမယူရတဲ့အခြေအနေကိုတွေ့နေရပါတယ်နော် နောက်ထပ်ကျောင်းသူတွေလည်းသူ့ကျောင်းမှာအများကြီးရှိသေးတယ်။ဖက်စစ်တဲ့လက်အောက်မှာ2021အာနာသိမ့်ပြီးတဲ့နောက်မှာရက်အမှန်ငါးရက်ကအုပ်ချုပ်အမှုဝင်လောက်ခဲ့တဲ့ကောင်။ BGF DKB အပါဝင်စစ်ခွေးတက်တဲ့အဆင်ပြေနေတော့ကရင်လက်နက်ကင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးလက်နက်မကိုလုတ်တဲ့မူကြီးစီဝါရောက်နေပြီးသူစစ်ပြူစောထီလုတ်တဲ့စိုင်းမျိုးညွန့်ဒီလိုကောင်မျိုးကိုအနည်းဆုံးမှရှိတဲ့တက်မှာကြောင့်တက်မှာခွန် PDF ပူပေါင်းတက်တွေကချက်ချင်းမဆိုင်အေးအေးယူတင့်တယ်လို့ကျွန်တော်ဒီညကနေတင်ပြလိုက်ပါတယ်ဆိုတော့ဒီလိုမိုက်တွင်းနဲ့နေတဲ့အုတ်ချုပ်ရေးမှုမဘာသာအစွန်းရောက်ပြူစောတိဓမ္မစကူးဖွင့်ចောင်းသူတွေကိုပရင်းချင်းအမှားငါရက်ွက်အုတ်ချုပ်ရေးမှုစိုင်းမျိုးညွန့်ကောင်းပြီးတာမင်းဆိုတော့ဒီကနေ့ကတော့နောက်ဆုံးဒီသတင်းအခြေအနေတွေရှိပါတယ်အဲ့တော့ ဒုတိယပိုင်းမှာတဖက်မှာပြူစောထင်းတဲ့စစ်ခွေးတက်တွေဟာလင်မယားနှစ်ယောက်မှာမယားကို လင်ရှိမှာမရင်ချင်းပြီး လင်ကိုမသိုံတမေရိုက်နေတဲ့အချိန်တဖက်မှာအင်းတော်ပကဖကဖန်စီခေါ်ဆောင်သွားတဲ့သူတယောက်တနားရီအတွင်းမှာသိတယ်နှစ်ဖက်လုံးကိုကြောင်နေရပြီလားဒီအချိန်လေးကိုကျွန်တော်တစ်ချက်လောက် flip ပြရင်36ချက်ကိုပြောမှာ ဖြစ်ပါတယ်ဆိုတော့ကနဦးမှာပြူစောတီပြူစောတီတွေဖန်စီသွားတယ်ပြူစောတီဂိတ်မှာဖန်စီခံခဲ့ရတဲ့လင်မယားနှုတ်ကောင်းလေးမျိုးနဲ့ညောင်ကုန်းကြီးရွာကအသက်38နှစ်ရွယ်ကိုကျော်မျိုး33နှစ်အရွယ်မအေးမဦးရွှေဘူမြကြီးနားလမ်းပိုင်းကပြူစောတီအထိုင်စခန်းဂိတ်မှာ ောက်တိုဘာ16ရက်နေ့မနက်9:00နာရီမှာဖမ်းဆီးခံခဲ့ရတယ်။သူတို့ကကထိန်ခင်းဖို့10ကိုသွားတာဆိုင်ကင်းနဲ့စပိန်နဲ့သာရောက်မှာအဖမ်းခံရတာ။ကြော်မျိုးကိုကြော်မျိုးနဲ့မအေးမအူလို့လင်မယားနှစ်ယောက်ဝါနဲ့ပြန်မှာဝါနဲ့ပြန်တော့အကွာမှာတနည်းအားစီခွဲထားတယ်။ရှင်နာစရာဖြစ်အပ်ပြီးတရဆက်ဖြစ်လာပါတယ်။ဝါနဲ့ပြန်တော့လင်မယားနှစ်ယောက်ကိုခွဲထားနေရင်းနဲ့လက်ပြန်ဂျိုးတုတ်ခံထားရတယ် မအေးမအူကိုပြူစော့ထိတွေတကောင်ပြီးတကောင်ကိုကျော်မျိုးရှေ့မှာမရင်ချင်ပါလေခေကျွေးអော်ဟိငိုကျွေးတန်နေကြာမှာကိုကျော်မျိုး sorry ကိုကျော်မျိုးညည်ဆက်လက်နေနှလုံးတွေးပွပွဆူနေကြရတာ မရင်းကျင်ပြီးတကလာမအေးမဦးကိုအုပ်စုဖွဲ့မရင်းကျင်ပြီးတနက်နေ့ပြတ်သက်လိုက်ကြပါတယ်ညနေ9နာရီကျော်မှာကိုကျော်မျိုးကိုရိုက်နှက်နှိပ်စက်ပြီးလက်ပြန်ကျိုးတုပ်ကြောင်းတန်းဆက်နီးမှာပြတ်သက်ဖို့ဒူးထောက်ထိုင်ငိုင်းလိုက်ပါတယ်ဒါပေမဲ့ကိုကျော်မျိုးဟာချောင်းထဲကိုချောင်းထဲကိုခုန်ချပြီးထွက်ပြေးခဲ့ပါတယ် ကိုကြုံမျိုးဦးနဲ့မအေးမအူတို့ကိုဖမ်းဆီးချိန်မှာဆွဲကျိုးနှစ်ကုံးရွှေတခဲငကတရန်လက်ကောက်တခွင်းရွှေသုံးချက်သားငွေသားခုနှစ်တိတ်ဖုန်းသုံးလုံးနဲ့စိုက်ကဲတစ်စီးကိုဓမြတိုက်တကယ်သူကျူလာလိုက်ပါလေအလိုအတော့ဘာ73ရင်းနေပါလေရွှေဘူတနိုင်ကထွက်ခွာလာတဲ့လူငယ်အမျိုးသားကုန်းနဲ့လူငယ်တွေကို ဇွဲနဲ့သာပြူစော်ဒီဂိတ်ကဖန်စီခဲ့တယ်လို့သိရပါတယ်။ကမ်ဘလူခရိုင်ကဝါတဝါရဲ့ပြူစော်တီတအကျွေးဆက်ရမယ်မှတ်ပါဒီအခြေအနေတွေကိုပြစောဒီစခွေတက်တွေလုံနေတယ်လို့တဖက်မှာအင်းတော်ပတ်က အင်းတော်မျိုးနေပကဖဟာဆိုင်ကခုံးမှုတန်တရားနဲ့စစ်စေးမင်းမြတ်မှုလူတယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်အော်တိုဘလာ7နှစ်ရနေမှာတကြိုလိုက်ရပါပြီအင်းတော်မျိုးနေမှာဆိုင်ကခုံးမှုတန်တရားနဲ့လွာသားတယောက်ကိုခေါ်ပြီး၄နာရီအကြာမှာဖမ်းဆီးစစ်မေးမယ်ဆိုပြီး၄နာရီအကြာမှာအမှုနဲ့မပတ်သက်ဘူးလာပြန် ထုတ်ပါလို့ပြောခဲ့ပါတယ်။တွားရောက်ခေါ်ဆောင်ချိန်မှာတော့တန်ရအများပြားနဲ့အလောင်းသာရရှိခဲ့ပါတယ်။အင်းအမျိုးဟာမြို့သားညီညွတ်ရေးအစိုးရဆိုတဲ့ NUG လောက်ခံတပ်များနဲ့မဟာတိန်တပ်များတိမ့်ပိုက်ပြီးအုပ်ချုပ်ရေးရန်ရလဲပတ်နေတဲ့မြို့အင်းတော်မြို့မှာဤကဲ့သို့ဖက်စစ်အာဏာရှင်စံသာလှုပ်ဆောင်နေတဲ့အင်းတော်ပကပကို အန်ယူဂျီ MOD ကတစိုးတစည်းမှအေးအေးယူနိုင်ခြင်းမရှိသေးတာကိုလည်းတွေ့ရပါတယ်အရှိမပါကပါရီလုတ်ချင်တိုင်းလုတ်ဖြစ်ချင်တိုင်းဖြစ်နေတဲ့ဥပဒေမဲ့မှုအရက်ဘတ်ဥပဒေကင်းမဲ့မှုစစ်ဘက်ဆိုင်ရာဥပဒေလုံးဝအသက်မဝင်မှုဒီအခြေအနေတွေကိုပြည်သူလူထုကစိတ်ပြက်နေပါတယ်ဒါကြောင့်တချို့ပြည်သူလူထုရဲ့နှုတ်ထွက် စကားတွေထဲမှာ နှစ်ဖက်လုံးကိုကြောက်နေရပါတယ်ဆိုတဲ့အခြေအနေဟာမြေပြင်ကသူတွေရဲ့အတန်အစစ်မှန်ဖြစ်နေပြီလားဒီနေ့လဲထပ်ပြီးတော့မန္တလေး PDF လုံငင်တော့ရကစတားလင်းကိစ္စနဲ့အခြေတင်ပြဿနာဖြစ်ပြီးမှဒီကနေ့ MDY PDF ရွှေတွင်ရွှေမျောလောက်ကင်နေတဲ့သူတွေကိုတယောက်ကိုတနက်နဲ့ပြစ်လို့တိတ်သွားတယ်ဆိုတဲ့တဲ့ရင်လဲထပ်ထပ်လာဆိုတော့ကျွန်တော်တို့ လက်နက်ကင်လက်နက်တွေကင်လိုက်ရှိစိတ်တွေပြောင်းသွားကြပြီလားခိုင်မာတဲ့တော်လန်ရေးတွေးခေါ်ကင်းမဲ့တဲ့အခါကျလက်နက်ခိုင်ထားတဲ့လူအုပ်ကြီးဟာပြည်သူကိုနှိပ်စက်ကြနေပြီလားတစ်ဖက်မှာပြည်သူတို့နဲ့ဘက်စစ်စစ်ကွေးတပ်တွေရုပ်မှနှိပ်စက်မှုကိုခံရင်တော်လန်ရေးတော်လန်သူအားလုံးကို မျော်လင့်နေကြီးနဲ့အာကိုးနေတဲ့အာကိုးရမယ်လို့မျော်လင့်နေပြည်သူလူလူဟာလက်နက်ကင်ထားတဲ့လူအုပ်ကြီးတွေရဲ့နှိဆက်ကလူပြူချင်းကိုခံစားနေရပြီးနှစ်ဖက်လုံးကိုကြောက်နေရတယ်ဆိုတဲ့အတွေးခေါ်ကြီးထမဖြစ်အောင်တော်လိုင်းကြီးတပ်ဖွဲ့တွေကရှင်းဝင်နေအညီအခုကအစချက်ချင်းမဆိုင် ပြင်ဆင်ကြပါလို့တိုက်တွန်းပါတယ်ပြည်သူသားအမိ ပြည်သူကအဖပါပြည်သူကမှားနိုင်ပါတယ်ပြည်သူမှားရင်တိမ်တွင်းစီယုံပြုစုပြိုးထောင်ပြီးလက်တွဲခုတ်ယူသွားရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအချိန်ဒီမှာတော့တိုင်းပြည်တဝန်းလုံးမှာတော်လှန်ရေးတက်လို့အမိခံပြီးဖြစ်ချင်တိုင်းဖြစ်ပြီးစည်းပြက်ကမ်းပြက်ဥပဒေမဲ့လုံနေတာကတော့အများဆုံး ပါကဖနဲ့ပါသုံးလုံးအများဆုံးဖြစ်ပါတယ်တချို့သောပါကဖတွေကတော့တကယ်တိုက်ပွဲဝင်တော်လိုင်းစိတ်အပြည့်ရှိပေမဲ့အစိုးရဆုံးသောရေမာမီခင်ပါကပါကဖအခုဆိုရင်အင်းတော်ပါကဖပါကဖပါလာဖပါဖမရင်းချင်းနဲ့ပါလာဖဒါတွေကိုတော့ယနေ့အချိန်ထိတိတိကျကျအရေးယူပြီးစစ်ဥပဒေများဖြင့်အရက်ပဥပဒေများအရေးယူနိုင်ခြင်းအရေးယူပြီး ဆောင်ရွက်နိုင်ခြင်းအားနည်းနေသေးတာဆိုတာကိုတော့အမျိုးသားညီညွတ်ရေးအစိုးရ MOD ကဝန်ခံပြီးချက်ချင်းမဆိုင်ပြင်ဆင်ရပါလိမ့်မယ်။ဒါပေမဲ့ပြည်သူလူထုကတော့တော်တော်ကိုစိတ်ပြတ်နေကြပါပြီ။ Backup Party ကို။ကောမမပါရှိပီးချင်တယ်။ပါပြောချင်တယ်။ဂျင်းမရှိနေတဲ့ဟာတွေကိုဖွင့်ပြောခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ ကျွန်တော်ကော်မတီစပြန်နေပါတယ်အားလုံးကိုကျေးဇူးတင်